ဟယ်လို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 မင်္ဂလာပါမင်္ဂလာပါမင်္ဂလာပါအမျိုးတို့အာလလူးယာဟယ်လိုယာဟယ်လိုယာဖခင်ကနော်အခု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 လေးတွေအခုလေးတွေအမေရိကန်မှာနော်အခုလေးတွေအခုလေးတွေအခုလေးတင်လက်မတင်လေးပဲနော်ဖခင်ကထပ်ပြီးသတိပေးတယ်ထပ်ပြီးသတိပေးတယ်နော်ဆက်နေပြပြမယ် ဆိုတော့အခုချိန်ကတော့အားလုံးသိတဲ့အတိုင်းပဲအားလုံးသိတဲ့အတိုင်းပဲဘာကာလလဲဆရာတို့ပြောနော်ခဲရင်ဆိုးရုပ်တဲ့ကာလအဲ့ဒါမမေးနဲ့ဘာကာလလဲခဲရင်ဆိုးရုပ်တဲ့ကာလအဲ့တော့ခဲရင်ဆိုးရုပ်တဲ့ကာလဆိုတာอืมကောင်းမဲ့အရာတွေလာမှာမဟုတ်ဘူးဆိုရုပ်ချင်းနေပဲလာမှာเนาะများသောအဖြစ်ပေါ့เนาะဆိုတော့အခုလဲလာနေတယ်ဒီတက်လဲလာအောင်มาဖြစ်တယ်ဒါကြောင့်မလို့ဆရာကဒါလေးကိုအမြဲတမ်းပြန်ပြီးတော့ share ပေးတယ် နော်ကိုကအသက်တာကိုပြင်ဆင်ဖို့ညီကောင်မတွေဘာလို့ဆိုဒီကာလအခဲဆိုးတဲ့ကာလဆိုတော့အာဒီတဲ့ဘာဖြစ်လဲအစာရေစာခေါင်းပါခြင်းတွေလာပြီလုပ်ငန်းတွေရှားပါခြင်းတွေလာပြီစီးပွားတွေအာလောက်ရတာငကောကအရင်တော့အဆင်ပြေတဲ့လူတွေရှိတယ်အခုရေလေကိုကြဆင်းသွားတဲ့လူတွေရှိတယ်ဒါပေမဲ့ဒီလိုအချိန်မှာဘယ်လိုလူကအဆင်ပြေမလဲဆိုတော့အဲနှုတ်ကပတ်တော်ကိုအသက်ရတဲ့သူတွေဟုတ်ပြီနော်ပြန်ပြောမယ်ဒီလိုခရင်ဆုပ်တဲ့ကာလမှာ အစဉ်ပြေစွာနဲ့ကျွန်တော်တို့ဟိုလူစကားနဲ့ပြောရင်တော့နော်ရေးလလမ်းပြီးတော့အတ္တာမှာမိသားစုမှာနော် life မှာဘဝမှာလမ်းပြီးတော့သွားနေတဲ့သူကဘယ်လိုလူလဲဆိုတော့နှုတ်ပတ်တော်ရထားတဲ့သူဖြစ်တယ်ဟုတ်ပြီနော်နှုတ်ပတ်တော်ရထားတဲ့သူဆိုတော့တမချမ်းဆောင်ရတာမဟုတ်ဘူးနော်တမချမ်းရတာမဟုတ်တမတရားကိုရတဲ့သူဟုတ်ပြီနော်ဆရာတို့ဒါကိုအမြဲတမ်းပိုင်းခြားပြီးပြောပြရယ်နော်တမတရားကိုရတဲ့သူနဲ့တမချမ်းရတဲ့သူမတူဘူး တမန်ချာတမာချမ်းကိုရတဲ့သူကဘာသာဝင်ဟုတ်ပြီနော်မတမတာတမာချမ်းကိုရတဲ့သူတွေတမာချမ်းနဲ့ပတ်သက်ပြီးတော့အယံတီအယံတော်အယံတက်နော်အဲ့လိုမျိုးရှိတဲ့တက်ချွန်လေးတွေလောကမှာအများကြီးရှိတယ်တမာချမ်းအောင်နော်ဟိုးကပ္ပူးချမ်းရင်ကြပြီးချမ်းနေစပြီးတော့ဟိုးဗျာလေးချမ်းအစုံ22ခန်းတိနော်အလွတ်ရတဲ့သူတွေဘိုင်ဟရတဲ့သူတွေအယံပိုင်တဲ့သူတွေလောကအများကြီးရှိတယ်အဲ့ဒါတမာချမ်းကိုရတယ်လို့ခေါ်တယ် ဒါပေမဲ့အခုကျွန်တော်ပြောချင်တာကတမာတရားကိုရတဲ့သူနော်အတက်ကိုရတဲ့သူမတူဘူးနော်အတက်ရတဲ့သူကဘာကိုရတဲ့သူလဲဖရားရဲ့ခရစ်တော်ရဲ့ဝိညာဉ်ကိုရတဲ့သူအဲ့တော့တမာတရားကိုရတဲ့သူကိုခေါ်တယ်နှုတ်ပတ်တော်ရတဲ့သူကိုခေါ်တယ်ဟုတ်ပြီနော်တမာချမ်းရတဲ့သူကတော့ဒီခေတ်မှာဒီခေတ်မှာတမာချမ်းရတဲ့သူတွေကအမတန်မှညှဉ်းပန်းနှိပ်စက်ခြင်းနဲ့နော်တမာချမ်းစာမှာပြောတယ်ဘာပြောလဲခုနပြောတယ်ခရင်ဆိုးရုံမဲ့နော်ခက်ခဲခြင်းနဲ့ပြဿနာပေါင်းရင်ဆိုင်မဲ့ကာလဖြစ်တယ် တမာကျန်တတ်တဲ့သူဒါမဲ့တမာတရားကိုရတဲ့သူကတော့ဆရာမင်းကပြောပြပြီးတမာတရားရတဲ့သူကဘာဖြစ်လဲလွတ်ချင်းတမာတရားကလွတ်တာဟုတ်ပြီနော်ဘယ်သူကလွတ်တာလဲတမာတရားကလွတ်တာတမာကျန်လွတ်တာမဟုတ်ဟုတ်ပြီနော်တမာတရားကိုလည်းတိသဖြင့်ထိုတမာတရားကလွတ်လိုက်မယ်လွတ်ချင်းပေးတာဆိုတော့တိချွန်းနဲ့တိတယ်ဆိုတော့ကဒီလိုပဲတိတာမဟုတ်တပတ်သက်တပတ်သက်တိတာမဟုတ်ဘူးနော်ဒါလေးကိုဒီနေ့ပြန်ပြောခြင်းလေရတဲ့ချိန်လေးမှာဖျားနဲ့ရင်းနေချင်းတိချွန်းချင်း ဒါကြောင့်မလို့ဖယားနဲ့တိကျန်းရင်းနှီးတဲ့သူကဥမာကျွန်တော်အမြဲတမ်းပြောတယ်ကျွန်တော်မြန်မာနိုင်ငံမှာဆိုရင်ဒီနေ့ကျွန်တော်မြန်မာနိုင်ငံနဲ့ဥဥမာပေးပြောမယ်အမေရိကန်နိုင်ငံနဲ့ဥမာပေးပြောမယ်ဒါကတော့ဝိညာဉ်ရေးမှာမြင်ရဖို့အတွက်ကိုကျွန်တော်ဟိုဗာလဲဥပမာပေးပြီးပြောခြင်းတသက်သာဖြစ်တယ်ဟုတ်ပြီနော်ဟိုနိုင်ငံရေးတွေဘာမှမပါဘူးမြန်မာနိုင်ငံမှာအာနာရှိတဲ့လူတယောက်နဲ့တိကျွမ်းရင်းနှီးရင်ဘလို့ခွင့်ရရလဲအဲကျွန်တော်သိတဲ့အတိုင်းပဲဟုတ်ပြီနော် အာနာရှိတဲ့သူနဲ့ တိကျွမ်းရင်ရင်းနေတာလည်းဘာဖြစ်လဲအခွင့်အရေးတွေမရအောင်လားရတယ်ဒီတိုင်းပဲဒီအတိုင်းပဲကျွန်အမေရိကန်နိုင်ငံမှာရောအာဏာရှိတယ်ဟုတ်လားနိုင်ငံမှာထိပ်ပန်းထိပ်ပန်းခေါင်းဆောင်တွေနဲ့တိကျွမ်းရင်းနေတာနဲ့အာဏာရှိတဲ့လူတွေဘာဖြစ်လဲတိကျွမ်းပြီးတော့ရင်းနေတာနဲ့အခွင့်အရေးတွေကမတူတော့ဘူး favor က right မတူဘူးဥပမာဒေါ်နယ်ထရန့်နဲ့ကျွန်တော်လည်းအရင်ရင်းနေတယ်ဆိုဆိုကြပါစို့ဒေါ်နယ်ထရန့်နဲ့ကျွန်တော်လည်းအရင်တိကျွမ်းတိကျွမ်းရင်းနေရင်ကျွန်တော်ဒီ white house ဆိုတဲ့အမတန်မှလုံခြုံရေးတွေအထက်ထက်ချထားနေအောင်ကျွန်တော်ခြေမြေဝင်ထွက်လို့ရတယ်ဝင်ထွက်လို့ရတယ်ဝင်ထွက်လို့ရတယ်ဝင်ထွက်လို့ရရုံနေမကဘူးတမရိုင်းကြီးနဲ့တီကျွမ်းရင်းနေတဲ့ပုံကိုတူဖြစ်တဲ့တွေ့ကျွန်တော်ကတခြား favor လည်းအများကြီးရတယ်ဟုတ်ပြီနော်ဒါဥမာပေးပြောပြတာဒီတိုင်းပဲမြန်မာနိုင်ငံမှာလည်းဒီနေ့အာနာရှိတဲ့လူတွေကလည်းကျွန်တော်တီကျွမ်းရင်းနေရင်ရင်းနေရင် သူနဲ့ကျွန်တော်ဘာဖြစ်လဲသူရှိတဲ့နေရာလဲကျွန်တော်အချိန်မြေဝင်ထွက်လို့ရသလိုကျွန်တော်ရဲ့မျက်နှာသားတွေလည်းကျွန်တော်အများကြီးရမယ်ဟုတ်ပြီနော်အဲ့တော့ဂျာကကျွန်တော်ဥပမာ ပေးခြင်းပြောတာဒီနေ့တမာတရားနဲ့တိ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 ကျွမ်းတာအမတို့ဘူးတမာတရားနဲ့တိကျွမ်းတဲ့လူကြတော့ခုနဒေါ်နာထရန်တို့လောကကရှိတဲ့အာနာရှိတဲ့လူတွေမြင့်သွားပြီမြင့်သွားပြီမြင့်သွားပြီဒါကဘယ်နယ်ဘယ်ထဲရောက်သွားလဲဆိုတော့အခုကျွန်တော်ခုနခွဲပြတဲ့အရာက တမန်ရီဒေါ်နာထရန့်ဟုတ်လားမြန်မာနိုင်ငံမှာရှိတဲ့အာဏာရှိရဲ့လူတွေတိချွန်းရင်းနှီးတယ်ဆိုတာဒါလောကမှာရုပ်လောကကိုပြောတာရုပ်လောကကိုခင်ဗျာအုပ်ဆိုးလို့ရတယ်ဥမာဒေါ်နာထရန့်ကကျွန်တော်တိချွန်းရင်းနှီးရင်ကျွန်တော်ရုပ်လောကကိုအုပ်ဆိုးလို့ရတယ်ရုပ်လောကဆိုမြင်ရတဲ့အရာပေါ့ဟုတ်ပြီနော်ဆိုအခုကျွန်တော်ဘယ်နေရာသွားသွားဟာလားဟာကျွန်တော်သွားလိုက်တာနဲ့ကျွန်တော်တွေ့တာနဲ့ဟာဒါတမန်ရဲ့ friend အဲ့တော့တမန်ရဲ့ friend ဆိုတာလေကျွန်တော်ကဘာဖြစ်လဲ favor တွေရမယ်အလုံးလုံးရင်လည်းမတူဘူးသွားလာရင်လည်းမတူဘူးဟာလားကျွန်တော် လင်းမြန်စင်းအောင်မှာတမရရဲ့ friend ဖြစ်တဲ့အတွက်ကျွန်တော်က VIP နေရာနေသွားဝင်လို့ရတယ်ဥပမာပြောပြ favor ဆို right ကျွန်တော်ကိုအစစ်စစ်မြန်မြန်ကြီးမရှိဘူးဘာတမရရဲ့အမတမတိကျွန်းရင်းနေတဲ့မိတ်ဆွေဖြစ်တဲ့အတွက်ဟုတ်တယ်မလားအဲ့တော့ကျွန်တော်အားလုံး VIP အကုန်လွတ်သွားမယ်ဒါကဥပမာပေးပြောတာရုပ်လောကကိုအိုးဆိုးလို့ရတယ်ဟုတ်ပြီနော်ရုပ်လောကမှာကောင်းကောင်းအလုပ်လုပ်လို့ရတယ်အခုကျွန်တော်ပြောနေတာရုပ်လောကမဟုတ်ဘူးရုပ်လောကဆိုတာတားနေသွားပြီဒီချိန်မှာရုပ်လောကနဲ့သွားလို့မရဘူးရုပ်လောကနဲ့သွားတဲ့သူတွေအားလုံးကကြွားမှာ ကွမ်းလဲဆိုမြန်မာစကားမှာအရှက်ကွဲတာအရှက်ကွဲမှာပပစစအရှက်ကွဲမှာချေဒီချင်းဘာလို့ဒီချင်းကခင်းဆုပ်တဲ့ကာလဖြစ်သွားပြီ okay အဲ့တော့ကျွန်တော်တို့ကတောင်ခုနပြောတဲ့အာနာရှိတဲ့လောကသူတွေတဲ့မြင့်နေဘယင်ကတော့ဘယင်အရှင်ကတော့အရှင်ဆိုတဲ့တမာတရားဆိုတဲ့ဖျားနဲ့တိကျွမ်းရင်းနေရင်ကျွန်တော်ဘာလို့အုပ်စိုးလို့ရပြီလဲကျွန်တော်ကဝိညာဉ်လောကအုပ်စိုးလို့ရပါပြီ hallelujah ဝိညာဉ် RAM နဲ့ဝင်ကျွန်တော်သွားပြီးသွားလို့ရပြီဒါပဲဒါကြောင့်ကျွန်တော်ကဒါကိုပြောနေတာကျွန်တော်တခုတည်းပဲပေးတယ်ဆရာထွန်းထွန်းပြောနေတဲ့ရာအလုံးကအထက်ရာနဲ့ဆိုင်နေအထက်ရာနဲ့ဆိုင်နေရာကိုပေးတယ်ပြီးတော့ဝိညာဉ် level တဲ့ကိုကျွန်တော်ဆွဲခေါ်နေတာဒီနေ့ရုပ်လောကဟာလေအလုံးကဂွမ်းတော့မှာခဲရင်ဆိုးတဲ့ကာလဆိုရုပ်လောကမှာအကုန်လုံးသွားမှာဝိညာဉ်လောကထဲမှာရောက်တဲ့လူကလွတ်သွားမယ်ဟုတ်ပြီနော်ပြန်ပြောမယ်ခဲရင်ဆိုးတဲ့ကာလဆိုဘာကိုပြောတာအစ်မကျစားဒီခုမြင်တွေ့နေရတဲ့လောကကြီး အကုန်ခက်ခဲပြီ။ Okay ဒီနေ့ပဲ American နိုင်ငံမှာအခု government shutdown ဖြစ်သွားပြီ။ Okay ဘာကို shutdown ဖြစ်တာလဲအစိုးရ။အစိုးရ shutdown ဖြစ်လဲဆိုတော့အစိုးရရဲ့ဒီ American နိုင်ငံမှာဒီလိုရှိတယ်။ Party နဲ့ Party ရှိတယ်။ Democrat ရှိတယ် Republican ရှိတယ်။အဲ့တော့အတိုက်ခံ Party ဟိုဘက်နဲ့ဒီဘက်ကမတည့်ကြဘူး။မတည့်ဘူးမတည့်ဘူး။အဲ့တော့ Democrat ကတက်လာရင် Democrat လုပ်တဲ့ဟာ Republican ဖြတ်တယ်။ Republican တက်လာရင် Republican လုပ်မဲ့အရာတွေကို Democrat ကဖြတ်တယ်။ ဒါကတော့အားလုံးသိတဲ့အတိုင်းပဲเนาะဆိုတော့အဲ့တော့အခုအခုဒီဒေါ်နာထရန့်တက်လာတဲ့ Republican လဲတက်လာကောအခု budget ပေါ့ budget budget အဓိကအတိုင်းပြည်တပြည်မှာလဲပတ်နေတဲ့ရန်တရားကြီးရှိတယ်အဲ့ဒါအဓိက budget အရေးကြီးတယ်အဲ့တော့ Federal ကဆိုတော့တနိုင်ငံလုံးမှာ run နေတဲ့အရာတွေရှိတယ်စေယုံတွေဟလာပါလဲအများကြီးပဲဗျာเนาะဒီအစိုးရနဲ့သက်ဆိုင်တဲ့ Federal နဲ့သက်ဆိုင်တဲ့ဌာနပေါင်းစုံရှိတယ်အဲ့ဒါကအစိုးရဒီ budget နဲ့ run တာဟလား ဆိုတော့ဒီ Federal အောက်မှာရှိတဲ့အရာအလုံးကအခု budget ကြီးကရပ်သွားတယ်။ဘာဖြစ်လို့ရပ်သွားလဲဆိုတော့သူတို့ဆွေးနွေးတယ်ဆွေးနွေးတဲ့အခါမှာထုံးစံတိုင်းပေါ့ဟဲ့လားဘာဖြစ်လာလဲဆိုတော့မတည့်တဲ့သူတွေကဘာလို့လဲဆိုတော့ဒီဘက်ကအခု Republican ရဲ့အဆိုတင်သွင်းတဲ့အရာတွေပယ်ဖျက်တယ်မပေးဘူး။ As Republican ကငါတို့ဒီနှစ်မှာ2026ကစပြီးတော့ဆိုကြပါဆိုငါတို့တန်နိုင်ငံလုံးမှာ budget ဘယ်လောက်သုံးမယ်။အဲတန်းတစ်ထောင်သုံးမယ်ဥပမာဘုဘကလက်မခံဘူးဖျက်တယ်။ ဲ့တော့ဟိုဘက်ကဘာလို့လဲသူတို့ကလည်းအဲငါတို့2026မှာငါတို့ဒီမိုကရက်ကဒီအရီကိုငါတို့အာဘတ်ဂျက်ကိုထားမယ်ဆိုဒီဘက်က Republican Republican လည်းဖြစ်တယ်အဲ့တော့နှစ်ခုကညှိလို့မရတော့ဘာဖြစ်သွားလဲဆိုအခု shutdown ဖြစ်နေတယ်ဒီဘတ်ဂျက်ကတီးလို့မရဘူးဒီဘတ်ဂျက်ကမရှိတဲ့တခါမှာအခုလောလောဆယ်ခဏရပ်ပြီရတော့ဘာဖြစ်လာမလဲဆိုတော့အဲ့ Federal အောက်ထဲမှာလုံနေတဲ့ဝန်တန်းတွေရှိတယ်ကဏ္ဍအသီးသီးမှာအဲ့ဓာတွေကအလုတ်ဖြုတ်ခြင်းတွေခံရမယ် เนาะလောလောဆယ်တို့ပြန်မရမ်းမချင်းတော့အာခဏတို့နားရမယ်သဘောလေးရှိတယ်အဲ့တော့ဘာဖြစ်လာလဲဆိုတော့ဒီနိုင်ငံမှာအလုံးသိတဲ့အတိုင်းအထူးသဖြင့်เนาะအလုံးလုံးပြီးတော့ကျွန်တော်တို့ကရတဲ့ပတ်စံနဲ့ live ကိုဖြတ်သန်းနေကြတာအထူးသဖြင့်เนาะဆော်လူတော်တော်များများကအဲ့တော့လဆာနဲ့ payment နေပေးတယ်အများကြီးပဲเนาะလူတွေအကုန်လုံးဒါနဲ့ပဲ render အဲ့တော့ဒါကြီးကရက်သွားရင်ကဲဘယ်လိုလုပ်မလဲလာပြီး ဲ့ဒါကြီးရက်သွားတယ်ဘာဖြစ်လာမလဲဆိုတော့ခရင်ဆုပ်တဲ့ကာလာတွေရောက်လာပြီဖြစ်တယ်။နှုတ်ကွက်တော်ပြည်စုံလာပြည်စုံတယ်နှုတ်ကွက်တော်တစ်ခုမှဘယ်တို့လုံးမှမလွဲဘူးနော်နှုတ်ကွက်တော်ကအားလုံးမှလည်းအကုန်အကုန်မှလည်းနော်ဒါကြောင့်မလို့ခြေတော်ရောက်စီတိုင်းဒီအချိန်မှာရုပ်လောကထဲမှာအသက်ရှင်လို့မရတော့ဘူး။နည်းနည်းလေးနောက် next level ဆက်ဆက်လို့ဆက် comedy နေတေချာကြီးနားထောင် okay ရုပ်လောကထဲမှာတင်သက်ရှင်လို့မရဝิญဉာဉ်လောကကိုသွားရမယ်။လိုက်နေလားလိုက်နေလားလိုက်နေလားဆရာတော်ပြောတာ ကျွန်တော်အခုအသက်ရှင်နေတာရုပ်လောကမှာမဟုတ်ဘူးဒါပေမဲ့ကျွန်တော်ကျွန်တော်မြင်နေရတယ်ဟာဟိုနေရာသွားလိုက်ဒီနေရာသွားလိုက်ဟာရှာထွန်းတက်လာပြန်တော့ရုပ်လောကမှန်တယ်ဒါပေမဲ့ကျွန်တော်တကယ်အသက်ရှင်နေတာဝိညာဉ်လောကထဲမှာကျွန်တော်အသက်ရှင်နေတာမြင်နေလားစားနိုင်လားကျွန်တော်ပြောတာမမြင်နိုင်လားဆိုတော့ crazy ပဲလို့ပြောပြောမယ်နော်အေးပေါ့မသိရလို့ကတော့ crazy ပေါ့ဒါကိုကျွန်တော်ကြုံမြင်လို့ဆော်ရီကဝိညာဉ် RAM နဲ့ဟုတ်သွားတယ်ဖျားရဲ့တမာတရားရဲ့အသက်ကိုရရင်ခင်ဗျာမြင်လာလိမ့်မယ် ဒါကြောင့်မို့တမန်တရားနဲ့သိရင်ထိုတမန်တရားကလွတ်တယ်။တမန်တရားဆိုတာနံဝိညာဉ်ဘုရားနဲ့ခင်ဗျာသိကြွယ်ခုနကျွန်တော်ပြောပြီးပြီ။အာနာရှိဆုံးသူနဲ့သိကြွမ်းယင်းဤနေ့စဉ်အသက်ရှင်ရင်ခင်ဗျားကဘာကိုအုပ်ဆိုးရရအဲ့ဒီအာနာရှင်ရဲ့နယ်ပယ်ကိုအုပ်ဆိုးလို့ရတယ်။ဒေါ်နာထရန့်နဲ့သိကြွမ်းယင်းဤဒီနေ့နိုင်ငံတကာမှာအုပ်ဆိုးလို့ရတယ်။ဥပမာအခု JD Vance အခု JD Vance ဆိုတာကျွန်တော်တို့ရဲ့ဒုတိယသမ္မတဘာမှလို့ပြောရင်ဟုတ်ပြီနော်အမေရိကန်နိုင်ငံရဲ့ဒုတိယသမ္မတ ်ဂျေဒီဗန်ဆိုအဲ့ဂျေဒီဗန်ကိုဘယ်သူကခန့်လာလဲဒေါ်နယ်ထရန့်ခန့်လိုက်တာသူ့ရဲ့အောက်ကဒုတိယသမ္မတဒါဆိုဒီကောင်လေးကချတိတ်လေဂျေဒီဗန်ဆိုကခုနချာလီရဲ့တငယ်ချင်းတည်သွားတဲ့ချာလီရဲ့တငယ်ချင်းချာလီကအောင်သွယ်လုပ်ပေးသွားတာဒေါ်နယ်ထရန့်ဒီကောင်တော်တယ်ရမ်းတော်တယ်မင်းရဲ့ဒုတိယသမ္မတနေရာမှာထားပါဆိုပြီးချာလီကအောင်သွယ်ပေးသွားတဲ့ထရန့်ကလည်းခေါ်ဆုံးတာတကယ်လည်းတော်တဲ့လူငယ်ဖြစ်တယ်အဲ့တော့ဂျေဒီဗန်ကနိုင်ငံတကာအုပ်စိုးရရတယ် တွေ့လားရုပ်လောကကျွန်တော်ပြောပြမြင်အောင်ပြောပြတာအခု JD Vance ကလန်ဒန်သွားရင်ဒီတိုင်းသွားလို့မရဘူး Charles ကိုယ်တိုင်လာကြိုးရတယ်အိုးဆိုးချင်းအိုးဆိုးချင်းပြောတာอืม President လာကြိုးရတယ်ဒီကော chatage chatage နဲ့မဆိုင်ဘူး तू ကဘသူ့ရဲ့အာနာရှင်နဲ့ तू တိကျွမ်းရင်းနေပြီးတော့အာနာရှင်ကသူ့ကိုခွဲခန့်ထားတာညင်းနေတော့ Yeah အဲ့တော့ဒီတိုင်းလာ JD Vance ကဒီရာထူးမှမရှိဘဲဒေါ်လန်ထရန့်ကမတိကျမ်းမရင်းနေ ဘယ်ဒီချက်တွေပြန်သူနဲ့တော်လဲကောလောကမှာအများကြီးပဲဒီလိုမျိုးဘယ်သူမှမကြုံဘူးဒီလို United States ဆိုတဲ့လေပြန်လဲစီးလို့မရဘူးเนาะ Air Force 1စီးလို့မရဘူးကျွန်တော်ဘာလို့မြင်စေချင်လဲဆိုရုပ်လောကကနေပြီးတော့တည်ချင်ချင်နေပြီးနေရာရရင်ရုပ်လောကကိုအိုးဆိုးလို့ရတယ်ဒါပေမဲ့ကျွန်တော်ကအဲ့ဒီမြင်တဲ့အရာကိုပြောနေတာရုပ်လောကကိုထားလိုက်တော့ရုပ်ရုပ်လောကပြတ်နေပြီအခုအခုကျွန်တော်တို့သွားမှာဝิญဉ်လောကကိုသွားနေရ ဒါကြောင့်ကျွန်တော်ကအမြဲတမ်းပြောတယ်လူတွေကပြောတယ်ဆရာထွန်းတို့ကအမေရိကန်နိုင်ငံမှာနေနေမှန်တယ်အဲ့ဒါခင်ဗျားတို့မြင်ရတဲ့ရုပ်လောကဒါပေမဲ့ကျွန်တော်တကယ်နေနေတာကျွန်တော်ကဝင်ညင်နယ်ပယ်တဲမှာအမေရိကန်နိုင်ငံထဲမှာနေတာမဟုတ်ဘူးဒီစကားကျွန်တော်ပြောတာကြားလာပြီဆယ်ဆယ်စုနှစ်တခုကြောနေပြီဟာလေလုယာဒါကြောင့်ဒီနေ့ကျွန်တော်ဒါကိုပေးချင်တာနော်ဒါကိုတက်ရမယ်ဒီ level တက်ရမယ်မတက်ရင်ခရင်ဆိုအခုကြည့်အစိုးရ shutdown လုပ်ရင်အကုန်သွားပြီတိုင်ပတ်ပြီဒါဥမာကျွန်တော်ပြောပြတာ အာငါတို့ကဘဝိုင်းမနေတာပဲဘာဆိုင်လို့ no မြန်မာပြည်မှာနေရလဲဘာဆိုင်နဲ့မလုံးနဲ့ American နိုင်ငံကဒီ government ကဒီ budget တွေ shut down ဖြစ်သွားရင်နိုင်ငံတကာထိတာဘာလို့သူကဒီအားနေအကုန်သွားတာလူတန်းတာပေးကန်းတာထောက်ပံ့တာဘာညာ blah 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 အများကြီးရှိတယ်ကဏ္ဍအသီးသီးကျွန်တော်မပြောတော့ဘူး right ဒါကြောင့်မလို့ကျွန်တော်ပြောချင်တာကဒီနေ့ရုပ်လောကထဲမှာအသက်ရှင်လို့မရတော့ဘူးကျွန်တော်ပြောပြမယ်ဒီနေ့စစ်မှန်တဲ့ယုံကြည်သူဆိုတာရုပ်လောကမှာကျွန်တော်တို့နာမည်ကြီးဖို့ကြော်ကြားဖို့မဟုတ်တော့ဘူး ဘာကိုအုပ်စိုးဖို့လဲဆိုတော့ဝိညာဉ်နယ်ပယ်ကိုအုပ်စိုးဖို့ဖြစ်တယ်။ Okay ကျွန်တော်ပြန်ပြောမယ်။ဖယားသခင်ကအေဒင်ဥယျာဉ်ထဲမှာပထမဆုံးလူသားကိုလူသားကို sorry လူသားကိုဖန်ဆင်းပြီးတော့အေဒင်ဥယျာဉ်ထဲမှာထားတယ်။လူကိုဖန်ဆင်းပြီးလူသားပထမအာဒံကိုလည်းဖန်ဆင်းပြီးတော့ဖယားသခင်ကပုံမှန်ထားတယ်။အေဒင်ဥယျာဉ်ဆိုတဲ့နေရာမှာဖယားသခင် မျက်မှောက်တော်ရှိတဲ့နေရာမှာလူသားကိုထားတယ်။သူနဲ့အမြဲတမ်းမိသားရတိကျွန်းယူနေတယ်။ဟုတ်ပြီနော်အာဒံနဲ့ဖယားနဲ့ နေအေးတဲ့ခါမှာအာရန်ရှိကိုမြင်ရလာတယ်အေးဝါရှိကိုလာတယ်ဖခင်ဖခင်နဲ့ဒီလိုဆက်သွယ်လို့ရအဲ့ဒီဖခင်မျက်မှောက်တော်ဖခင်တကောဘုံပိတ်သိရှိတယ်ဝိညာဉ်နယ်ပယ်ထဲမှာအာရန်ကိုထားထားတယ်အာရမခန္ဓာရှိလားခန္ဓာရှိတယ်စိတ်ရှိလားစိတ်ရှိတယ်ဝိညာဉ်ရှိလားဝိညာဉ်ရှိတယ်ဟုတ်ပြီနော်လူသားဖန်ဆင်းပြီခန္ဓာစိတ်ဝိညာဉ်နဲ့ဖန်ဆင်းတာဒါပေမဲ့ဖခင်နဲ့ဆက်သွယ်လို့ရလားရတယ်အဲ့တော့ဘယ်ထဲမှာလဲဆိုမှန်တယ်အေးဒီဝိညာဉ်ဆိုတဲ့ဖခင်ရဲ့ဝိညာဉ်တော်ရဲ့ RAM ထဲမှာထည့်ထားတာ ဒါပေမဲ့အာရန်ကဖယားစကားအဲ့ချိန်မှာဖယားကအာရန်ကိုပါပေးလဲဆိုအုပ်ဆိုးခြင်းအခွင့်အာဏာကိုပေးတယ်ဒိုမီနီယံလို့ခေါ်တယ်အင်္ဂလိပ်လိုဒီဒိုမီနီယံကိုဖယားကဘုသူ့ပေးတယ်လူကိုပေးတာလူကိုပေးတာမှာလူယောက်ျားကိုပေးတာဒီနေ့ကျွန်တော်ပြောပြမယ်နော်အဲ့ဒီအုပ်ဆိုးခြင်းအာဏာဇက်ကိုဘုသူ့ပြလူကိုပေးတာရှင်သေးကိုမပေးဘူးရှင်သေးကလူနဲ့ကြီးတယ်ရှင်သေးတခါကြိုက်လိုက်လူကသေသွားမှာတကယ်လည်းသေတာ စင်ကတခါလဲနမောင်းနဲ့ရိုက်လိုက်လူသေးသွားမှာတက်နင်းလိုက်သေးသွားမှာလူကောမဖန်ဆင်းခင်တိရစ္ဆာန်ဖန်ဆင်းတာပြီခုနစင်နေကြားတွေရှိပြီးပြီလူကတော့မဖန်ဆင်းတာဟုတ်ပြီတော့အဲ့တော့ပြောချင်တာကရုပ်လောကနဲ့အုပ်ဆိုးရင်လူကအုပ်ဆိုးလို့မရဘူးဒါပေမဲ့ဝိညာဉ်လောကထဲမှာဝိညာဉ်ဖျားနဲ့လုံးဝဒီဘုံပိတ်တဲ့ဒီအရာကမပြောက်ပြတ်တဲ့အခါမှာလူကအုပ်ဆိုးလို့ရတယ်အဲ့ဒိုမီနီယံကိုဖျားကဘယ်သူ့ပေးလဲအာရုံပေးတာအဲ့တော့ကျွန်တော်ဒီနေ့ဘာပြောချင်လဲဆိုတော့အုပ်ဆိုးခြင်းကိုပြောချင်တာ 好比侬，哒哒哒，一斤的，那那这些那浪费。你都没牛变便宜了，百度阿边了，咖啡豆阿边，龙眼的那点涨呢阿边了。咱们一穿了，我爱来买，买点来。我穿了，我们阿边的买一斤，俺的天平来。大家看，穿了几个阿边？看，今年温州那边给我多少钱？一斤家伙十万，五百万，五百万。美利坚那家嘛，看今年哪里去，尼玛比我少啊！ မြန်မာပြည်မှာလည်းသွားနေကြလိုက်အမေရိကန်လည်းနေကြလိုက်မရဘူးအရင်တော့ရတယ်အမလေးတချို့ဆိုရင် green card ယူပြီးတော့6လောက်လောက်ပြန်နေမယ်ဒီမှာ6လောက်လည်းဟုတ်တယ်ကလင်ကကြီးကာလာကတော့နေလို့ရတယ်ဒီနေ့မရတော့ဘူး green card နဲ့မထွက်နဲ့ပြန်ပေးမဝင်တော့ဘူးတွေ့လားတွေ့လားဒီနေ့မရတော့ဘူးအရင်တော့ကတော့ရတယ်ညမပြောချင်တာအမေရိကန်နိုင်ငံမှာနေရင်အမေရိကန်နိုင်ငံမှာနေမြန်မာနိုင်ငံမှာနေမြန်မာနိုင်ငံမှာနေ ဒီမနက်ကနေလို့လို့ဟိုအမေရိကန်ကနေလို့လို့ဒါဒီလိုလို့လို့မရဘူးဒါကဥပမာပြောပြတာဒီနေ့လဲဒီတိုင်းပဲဖျားနိုင်ငံတွေမှာခင်ဗျားနေမှာလားအမေရိကန်နိုင်ငံတွေမှာနေမှာလားဖျားနိုင်ငံဆိုဝิญဉ် RAM လဲကိုပြောနေတာဝิญဉ်နယ်ပယ်ဝิญဉ်လောကကိုပြောနေအေးအဲ့ဒါပြပသာသွားဖို့လို့တယ်အဲ့ဒါမြစ်ပသာမြင်ဖို့လို့တယ်ဟုတ်ကျွန်တော်တို့တွေကနမရလဲကြီးစင်သေးတယ်အောင်လဲအောင်မြင်သေးတယ်ကျွဲဝချမ်းသာခြင်းလဲဖြစ်စေပြီးတော့လဲဝิญဉ်ရာကလဲရသေးတယ်မရဘူး အဲ့ဒါမျိုးနှစ်လမ်းသွားတဲ့ကောင်သွားပြီကွမ်းကွမ်းပြီဒါကြောင့်ကျွန်တော်ဒီနေ့ဘာပြောချင်လဲဆိုဖခင်ကကျွန်တော်တို့ကိုအုပ်ဆိုးခြင်းအခွင့်အာဏာဒိုမီနီယံကို ခရစ်တော်အပြင်ကျွန်တော်တို့ကိုပေးထားတယ်ယုံလောကအုပ်ဆိုးဖို့မကြိုးစားနဲ့ယုံလောကပြက်ပြီအကုန်ပြက်ပြီအဲ့ပြက်တာလဲဖခင်ကပြက်တာဘာလို့ပြက်တာဝိညာဉ်လောကကိုသွားစေခြင်းလို့ကျင်းသောလမ်းနဲ့ကျေသောလမ်းဆိုအဲ့ဒါကိုပြောတာတနည်းအားဖြင့်လူတွေနားလဲအောင်လမ်းနဲ့ဖခင်ကပြောတာ ကျေတော်လန်ကျေတော်လန်ဆိုလူတွေကနည်းနည်းဝေးလို့အယမ်းဝေးလို့ဒါကြီးอ่ะအဲ့တော့ကျေတော်လန်ဆိုတာကပြောမယ်ဆိုရုပ်လောကကျေတော်လန်ဆိုတာတနည်းအားဖြင့်ဝิญဉနယ်ပဲရောက်သွားပြီအေးအဲ့ဒါကိုပြောတာဒီနေ့ဒါကြောင့်လို့ကျေတော်ရောက်စီတိုင်းကျွန်တော်တို့ကိုဖရားကကျေတော်လန်ကနေကျေတော်လန်ကိုပို့နေတယ်ပြောနေတာကဝิญဉရမ်နဲ့ကိုဝิญဉနယ်ပဲတဲ့ကိုသွားနေပြီဝิญဉနယ်ပဲထဲမှာအုပ်ဆိုးခြင်းခွင့်ရှိတယ်ဒိုမီနီယံနေဖရားခင်ပေးထားတယ်အုပ်ဆိုးခြင်းအာဏာချက်ကိုကျွန်တော်တို့ပေးထားတယ် လူသားကိုပေးတာဘသူမှမပေးဘူးဒါပေမဲ့အဲ့ဒါကဘသူကိုရမှာလဲဆိုတော့တမာတရားနဲ့တိကျွမ်းမှုတော့လူတယ်အေးအသက်ရှင်သောတမာတရားနဲ့ဒါကြောင့်မလို့တမာချမ်းရတာနဲ့မချိနှက်နဲ့တချို့ကငါချမ်းသာချမ်းသာကြောင်ဆင်းပြီးလက်မရပြီးပါစတာလို့လို့ရပြီးဟေးအဲ့ဒါယုတ်လောကမှာပဲလှူစားလို့ရတယ်ဝိညာဉ်လောကကြကားပြီဒါဝိညာဉ်လောကကိုအုပ်ဆုံးနိုင်တဲ့သူကသူ့မှာပါရှိတယ်တသက်ရှိတယ်မချမ်းပါတဲ့သူကိုချမ်းသာခြင်းပေးလို့ရတယ်အဲ့ဒါဝိညာဉ်နဲ့ပဲရလူတွေ ပြီးတော့ဘာဖြစ်လဲဘာဖြစ်လဲမွေကိုဖန်ကန်နေတယ်နတ်ဆိုးချောင်းနဲ့နေနိုင်တယ်အဲ့ဒါဝိညာဉ်အဲ့ဒါအိုးဆိုးခြင်းလို့ခေါ်တယ်အဲ့ဒါဒိုမီနီယံထွန်းထွန်းလာရင်ဥမာအခုထွန်းထွန်းလာနတ်ဆိုးပြေးဟိုတလောကျွန်တော်အတိတယောက်ကသူ့အိမ်မှာသူတို့ညအိတ်တဲ့ခါမှာအိမ်မက်မက်တယ်နတ်ဆိုးဝိညာဉ်ဆိုးတွေအိမ်ထဲမှာမြင်ရတယ်အဲ့ဒါဆက်ထွန်းတစ်ချက်လောက်အိမ်ကိုကြောက်ပေးပါသွားပေးတယ်ကျွန်တော်တို့ဟုတ်ပြီနော်သူ့အိမ်ထဲမှာတခြားကသူတို့ရက်ွက်ထဲမှာ ဘယ်လိုခေါ်မလဲအာမနေ့မဝေးပါဗျာနှစ်မိနစ်သုံးမိနစ်ငါးမိနစ်ပေါ်လမ်းလျှောက်ရဲအဲ့လောက်ဝေးတဲ့နေရာမှာမိသားစုကသူ့အတူဆူဆိုက်လုပ်ပြီးသေသွားတယ်ဒီအမေရိကန်မှာအမေရိကန်မှာဆူဆိုက်လုပ်ပြီးသေသွားတမိသားစုလုံးကိုယ့်ကိုတတ်သေးသွားတယ်သူတို့နဲ့၄-၅မိနစ်လမ်းလျှောက်၁၀မိနစ်အများဆုံးပေါ်လမ်းလျှောက်ရဲနေရာမှာအဲ့ဒီမိသားစုကသေသွားတာသူတို့လည်းမသိဘူးဒါပေမဲ့သေသွားပြီးအဲ့ဒီဝိညာဉ်ကမနေဘူးသူတို့အိမ်ထဲကိုရောက်လာတယ် तू तू မြင်မြင်တွေ့တဲ့အရာနတ်ဆိုးတွေအားလုံးကအဲ့မိသားစုဖြစ်နေတယ်။နောက်ပြန်သူများတည်င်းပြောတော့မှာ။အဲ့ဒါနဲ့သူကချွတ်ပြီးတော့ဆရာတော်လာပေးပါလေ။အဲ့နဲ့ဆရာတော်နဲ့အချိန်ပေးပြီးတော့ကျွန်တော်နဲ့ကျွန်တော်ဇနီးတယ်နဲ့ဆရာမလဲလဲနဲ့သွားတယ်။ကျွန်တော်အဲ့ဒီကိုစနေနေရသူတို့ကောင်းမှုဆိုနှစ်ချိုက်ဆိုအေးရတယ်။ကျွန်တော်တပတ်တိတိကျွန်တော်နေခဲ့တယ်။ဖျားလူလာတာနဲ့ဝိညာဉ်နယ်ပယ်ကိုအုပ်ဆိုးနိုင်တဲ့ကောင်လာတာနဲ့အဲ့နတ်ဆိုးကနေလို့မရဘူး။ ိမ်ထဲမှာကြောက်နေတာဒါပေမဲ့ကျွန်တော်လေးရောက်လာလုံးအကုန်ရှင်းဟိုအခန်းထဲမှာဟိုအတန်ကြားတယ်ဒီခန်းထဲမှာဒီအတန်ကြားတယ်တဲ့ဘာသာမှမကြားတော့ဘာဖြစ်လို့လဲဝိညာဉ်နယ်ပယ်ကိုအုပ်ဆိုးနိုင်တဲ့သူတွေရောက်လာတယ်ဟာလေလုယအဲ့ဒါကိုကျွန်တော်ပြောချင်တာဒါကြောင့်ခရင်ဆိုးတဲ့ကာလဆိုတာရုပ်လောကကိုပြောနေတာဝိညာဉ်လောကမှာကတော့ easy ပဲအဆိုးချင်း dominion ကရထားပြီးသားဒါကြောင့်ကျွန်တော်ကဒီ level တက်ဖို့ပြောတာဒါကြောင့်တမန်တရားနဲ့သိရင်လွတ်တယ်ဘာလို့တမန်တရားနဲ့ဘယ်လိုသိမှာလဲ ဘလို့တိတယ်တမတရားဆိုတာနံဝိညာဉ်ဘုရားနဲ့တိကျွမ်းခြင်းဒါကြောင့်ကျွန်တော်အများကြီးပြောတယ်ဘုရားနဲ့ညာအိခန်ဒီမှာဝိညာဉ်တော်ကိုအပိအိပါမနေ့မိုးလင်းတာနဲ့ဝိညာဉ်တော်နဲ့မိသားဖွဲ့ပြီးတော့နေတိကိုစပါဒါကျွန်တော်မြဲတုံတင်ပေးနေတမတရားနဲ့တိကျွမ်းတဲ့လူကတမတရားနဲ့အမြဲခေါင်းနဲ့ချင်းရှိတယ်တမတရားနဲ့မတည့်တဲ့လူကမရှိဘူးစုပဲစွတောင်းတာလေထဲမှာတောင်းပြီးစိတ်ကူးရင်ပြီးတောင်းပြီးပျောက်သွားတာနော်ဒါကြောင့်မလို့အဲ့ level မသွားနဲ့တော့ဘာလို့ဒီနေ့အခက်ကတမတရားကိုတကယ်တိကျွမ်းမှခင်ဖြစ်တယ် အဲ့ဒါမှခင်ဗျအုပ်ဆိုးလို့ရပါခင်ဗျလွတ်မှာခင်းဆိုအခုလာပြီဒီအမေရိကန်နိုင်ငံမှာအဆိုးရဆက်ချက်တောင်းဖြစ်ပြီတချို့တွေဒီမှာဒီဖယ်ရယ်အောက်ကနေလာစားနေစားတဲ့သူတွေ ጓ မီနောက်စီးပွားရေးခက်လာပြီဘာလဲအစာရေးစာခေါင်းပါလာပြီခင်းဆိုးတဲ့ကာလအများကြီးပဲနောက်မှမဖျားကြောင်းနဲ့ဝင်ပြီးတော့မှမနေ့တနေ့ပဲဟလာမီရှိဂန်မှာဖျားကြောင်းနဲ့ဝင်ပြီးတနနဲ့ပြစ်တယ်ဒီနေ့ကျွန်တော်ပြောချင်တယ်ဖယားမထောင်ခိုင်းမင်းနဲ့ကိုယ့်ကိုထောင်ထားတဲ့အသင်းတော်တွေခင်ဗျားတို့နေ့တိုင်းဒူးထောက်တော့ဒီစကားကျွန်တော်ပြောတော့ကြားလာပြီ အသင်းတော်ဆိုရင်ကျွန်တော်အထင်မကြီးဘူးပါစတာဆိုရင်လည်းအထင်မကြီးဘူးကျွန်တော်မနေ့တည်းကပဲဝင်ဝင်မြလိုက်တာလူတွေသဘောပေါက်သွားတယ်ဒီနေ့ကျွန်တော်ပြောရမယ်လူနှစ်စားရှိတယ်ဖယားရွေးကောက်တဲ့သူရှိတယ်မှတ်တာဘာလဲဖယားရွေးကောက်တဲ့သူလေဝိလို့ခေါ်တယ်ဖယားရွေးထားတဲ့သူဖယားရွေးထားတဲ့လူရှိလို့ဖယားကိုရွေးတဲ့လူရှိတယ်ဖယားကိုရွေးတဲ့လူဆိုဘယ်လိုလုပ်လဲသူကအုံတော်သမားခေါင်းသမား तू အတွက်ချက်ခမောက်တဲ့တာလေ ငါဒီဖះနဲ့ငါဟဲ့လားကျန်းစာကျောင်းစင်လက်မှတ်ယူပြီးတော့ငါဖះကျောင်းထောင်ရင်ဟဲ့လားငါကတော့ဆရာဖြစ်မယ်လူတွေကိုအိုးဆိုးရတယ်အေးစီတသာရာနဲ့လောက်ကန်စားတော့လို့ရအဲ့ဒါဖះကိုရွေးကောက်တော်သူလို့ခေါ်တယ်ဖះနာမတော်ပြီးလှုပ်ရှားမယ်သူဒါပေမဲ့ဖះရွေးကောက်တဲ့သူကြတော့မတူဘူးဖះရွေးတဲ့သူနဲ့ဖះ sorry ဖះရွေးတဲ့သူနဲ့ဖះကိုရွေးတဲ့သူဒီနေ့ဖះကိုရွေးကောက်ပြီးတော့ ကိုကတာတလုံနဲ့ကိုလှုပ်ထားတဲ့ညံသမားတွေအတင်းတော်ထောင်ထားတဲ့ ministry ထောင်ထားလိုက်တယ်ဒီနေ့အကြီးကြီးအချက်ရမယ်နေဖြစ်တယ်အခုဖခင်ကြောင့်လေးဝင်တနတ်နဲ့ပြင်နေပြီတို့လားလာမလာမဒီနေ့ဆိုရင်လာဘုံမှာလာခွဲအောင်မှာတနတ်ပြစ်တာဘာမှမသိငါရောက်ပဲဒီကနော်ဘုံဆိုတခါတည်းပြန်ကြောင်ပျောက်သွားမှာဖခင်ကမင်းတို့ငါလင်းမသိဘူးမပြောနဲ့ဖခင်ကြောင့်နိုင်ဖခင်ကငါပြောပြီးသားငါအတင်းတော်ငါတည်ဆောက်မယ် I will build my church I will build my church ငါအတင်းတော်ငါတည်ဆောက်မယ် မင်းတို့တိဆောက်တာငါမသိဘူးမင်းတို့မင်းတို့လက်မှတ်ယူပြီးတိဆောင်တာလာပြီလာပြီလာပြီဒါကြောင့်ကျွန်တော်ပြောချင်တာကဒီနေ့ဝิญဉ် RAM နဲ့မှာညီကောင်မတွေတမာတရားနဲ့သိအောင်လုပ်ပါယောဝဝတ္ထုခန်းကြီး27အငယ်20မှာဘာပြောလဲထာဝရဘုရားနဲ့အကျွမ်းဝင်ရေးမိသားရာဖွဲ့လို့တဲ့ထို့သောပြုမှာကောင်းစားခြင်းတို့ရောက်ရလိမ့်မည်ထာဝရဘုရားနဲ့အကျွမ်းဝင်တာမိသားရာဖွဲ့နိုင်တယ်တိချွန်ယဉ်နေတဲ့သူကမိသားရာဖွဲ့လို့ရတယ် ဖျားနဲ့အမြင့်ဆုံးသောဖျားနဲ့တည်ကျွမ်းရင်းနှီးသွားပြီဆိုရင်ဘယ်နေရာကိုအုပ်စုလို့ရကြဝิญဉ်နဲ့ပဲဝิญဉ်ရာနဲ့မှအုပ်စုလို့ရပြီဒီနေ့အဲ့ဒိုမီနီယံနဲ့ဒီနေ့ဖျားသခင်ပေးနေပါလေဒါကြောင့်ခြေတော်ရောက်စီတိုင်းဒီနေ့ကျွန်တော်အသက်တာကိုပြင်ဆင်ရအောင်ထာဝရဖျားနဲ့အကျွမ်းဝင်ရမယ်တည်ကျွမ်းမယ်ရင်းနှီးရမယ်ဘယ်လိုလုပ်ရတည်ကျွမ်းလဲအသက်ရတယ်ဆိုတည်ကျွမ်းတော့အသက်မရလို့မသိဘူးဖျားလည်းမသိဘူးဖျားလည်းသူ့မသိဘူးသူ့သူတစ်ဖက်သားပဲတည်နေ no ဒါကြောင့်မလို့ဒီနေ့ရောဟန်ဘယ်လောက်လဲရှင်ရောဟန်ခဏလေး ရှင်ယောဟန်ရှင်ယောဟန်ရှင်အငယ်32မှာတမန်တရားကိုလည်းသိကြသဖြင့်ထိုတမန်တရားသည်သင်တို့ကိုလွတ်လဲ့မယ်။음ဘသူကလွတ်မှာလဲတမန်တရားဆိုတဲ့အသက်ရှင်သောဘုရားကလွတ်ချင်းပေးပါဘယ်ကနေလဲရှိသမျှဒုက္ခတွေကလွတ်ချင်းပေးမယ်။음ဒုက္ခအများကြီးအများကြီးအများကြီးများတခုတည်းမဟုတ်ဘူးတချို့အိမ်တော်ကြီးအိမ်တော်ကြီးမှာဒုက္ခရောက်နေပြီငွေကြေးဒုက္ခရောက်နေအကျွေးတွေပြိနေပြီအများကြီးပဲဒုက္ခတွေဒုက္ခဆိုတာတခုတည်းမဟုတ်ဘူးတချို့ကအလောက်ကံပဲအဆင်ပြေတာလင်မယားအဆင်မပြေဘူးသားသမီးအဆင်မပြေဘူး နော်ကျမကြီးအဆင်မပြေဘူးဘာမှအဆင်မပြေဘူးသူကအပြင်းပါမယ်အခွန်မဲရှိတာအဲ့ဒါတွေကကြမ်းရတဲ့သူတွေတမာတရားကိုရတဲ့သူကြတော့အဲ့လိုမဟုတ်တော့ဘူးအတက်ရေထွက်ရဆိုင်းရေခြင်းဆိုဒီကာလမှာဘုရားခင်တက်တည်ထူခြင်းတယ်ဟာလေလုယာဒါကြောင့်တမာတရားနဲ့တည်ချောင်းတဲ့လူကဘာကိုအုပ်စိုးလို့ရလဲဝိညာဉ် RAM နဲ့မှဝိညာဉ်နဲ့ပဲအုပ်စိုးလို့ရတယ်ဝိညာဉ်လောကကိုအုပ်စိုးလို့ရသွားပြီအဲ့ဒါဆိုဝိညာဉ်လောကကိုအုပ်စိုးရတင်လာတာနဲ့နှဆုပ်ပြေတင်လာတာနဲ့အကုန်လုံးဥညုံမယ်โอเค ။တောင်ဒီ level ကိုသွားဖို့ဆရာဝင်ရတယ်။နော်အလဲနဲ့ငယ်လဲမှောင်လာဖြစ်လို့ကျေးဇူးချီးမွမ်းတယ်။ဒါကြောင့်ဒီနေ့ပေးခြင်းတဲ့တမန်တော်ကအတမန်တော်ရဲ့အကြောင်းဝင်ရေးမိသားရာဖွဲ့တော်ထိုးထိုးပြုမှာကောင်းစားခြင်းတို့ရောက်မယ်။ထာဝရဘုရားနဲ့ sorry ထာဝရဘုရားနဲ့အကြောင်းဝင်ရေးမိသားအဖွဲ့အောင်နော်ဂျောဘဝတ္ထုခိုင်းနေစနေဒါအမြဲတမ်းပြောနေဆရာပြန်ပြောမယ်ဒီနေ့ဒါလေးโอเคအဲကြောင့်ခြေတော်ရောက်စီတိုင်းဆံရပါဘာကိုဆံရမလဲအေးဆရာပြောပြီနော်ဘာကိုဆံရမလဲဖျားကိုဆံရပါ ဖះကိုဆံရပါဖះကိုဆံရပါဖះကိုဆံရပါနော်နဝဉ္ဇဖះကိုဆံရပါနဝဉ္ဇဖះကိုယူသွပါနာခံခြင်းနဲ့နှိမ့်ချခြင်းနဲ့ခံယူပါဝิญဉ္ဇရဖို့ဝิญဉ္ဇရမှသင်ဝิญဉ္ဇ RAM ထဲမှာသင်ပါဖြစ်လေဝิญဉ္ဇနဲ့ RAM ထဲမှာသင်အလုပ်လုပ်လို့ရမှာမဟုတ်တော့မရဘူးဝิญဉ္ဇနဲ့နေပယ်ထဲမှာသင်သွားလို့ရနို့ဆိုတော့သွားလို့မရဘူးโอเคဒါကြောင့်ခြေတော်ရောက်စီတိုင်းဆရာပြောခြင်းနဲ့ဒါကြောင့်ခြေတော်ရောက်စီတိုင်းကျွန်တော်တက်တာကိုပြင်ဆင်ရအောင်ဒီချိန်မှာခရင်ဆုပ်တဲ့ကာလကျွန်တော်ပြောစရာအများကြီးရှိတယ် ဒါပေမဲ့ကျွန်တော်အများကြီးမပြောတော့ဘူးနောက်တစ်ခုမဲ့ပြောမယ်တမာတရားနဲ့တည်ကျွမ်းရင်းနေပြီလားကျွန်တော်ဒါပဲပြောတယ်တမာတရားနဲ့တည်ကျွမ်းရင်းနေတဲ့သူကတမာတရားပါပဲလေပြီးသွားပြီလွတ်ချင်းပေးမယ်တဲ့ဟာတမာတရားကိုသိရင်လေထိုးတမာတရားကလွတ်ချင်းတဲ့အရာအလုံးလုံးပဲနောက်ဆုံးကုံကုံပြောမယ်နောက်ဆုံးစကားပြောမယ် တည်မဲ့တည်ခြင်းမှာတင်လို့သွားလိမ့်မယ်ဘာလို့တမာတရားနဲ့တည်ရတဲ့ထိုတမာတရားဆိုရယ်နဝဉ္ဇဖျားတင့်ကိုချီဆောင်ခြင်းမှာတင့်ကိုခေါ်သွားမှာဖြစ်တယ်အာမင်တမာတရားနဲ့တည်လွတ်သွားလိမ့်မယ်တည်ခြင်းမှာလွတ်သွားလိမ့်မယ်အရောက်စီတိုင်းကိုဖျားခြင်းကောင်းပြီးပါစေခဏလေးဆွတ်တောင်းမယ်ဖာဖျားရှင်ကိုတော့ဂျေဆုတင်တယ်ဒီနေ့တမာတရားနဲ့တည်ဖို့ထပ်မှန်ပြီးကိုရှင်ဖျားဒီနေ့အလင်းပေးခိုင်းတဲ့အတွက်ဂျေဆုတင်တယ်နဝဉ္ဇဖျားယုတ်တော်ဆံငတ်တော်နှိမ့်ချခြင်းနဲ့အသက်ကိုအသက်နောက်လိုက်တော်သူတွေဖြစ်စေပါ။ ကိုရှင်ဘုရားဘုရားရဲ့ဒေသနာ၌တည်တော်သူတွေဖြစ်စီပါဘုရားရဲ့ဝိညာဉ်တော်ဆောင်ရသူတွေဖြစ်စီပါအလုံးစုံကိုလို့ဆက်ကပ်ပါလေအကြရဲ့နှုတ်ကတော်အပြည့်ရောက်စီတဲ့တက်တာမှာတာ၍ကောင်းကြီးမင်္ဂလာဖြစ်စီလို့ဝန်ခံပါလေကျေးဇူးတော်ပေါအောင်ချီးမွမ်းနဲ့နေကြတဲ့နှုတ်ဘတ်တော်အပြည့်တာ၍တက်တာမှာနာဝင်ရပြောင်းဆောင်ငါချင်းနဲ့အသက်ရှင်တော်သူရောက်စီရင်ဖြစ်စီပြီလို့ဝန်ခံပါလေဒီတယ်မှာမကြမ်းပါနဲ့သူတွေအားလုံးနာဆက်မသာယေရှုနာကြမ်းပါခြင်းကိုဆင်လို့ပါလေမလို့မျိုးသူတွေအားလုံးနာဆက်မသာယေရှုနာလွတ်မြောက်ခြင်းကိုဆင်လို့ပါလေ ဟာလေလိုကျေးဇူးပေါအောင်ချီးမွမ်းလေခရစ်တော်ဘုရားရှင်နာမ၌အရောက်စီတိုင်းကောင်းကြီးပေးဆက်ကနေဆုတောင်းပါတယ်ဖာပြခင်အာမင်အာမင်ဟာလေလုယာ